ညပောင်60ကျော်နဲ့တိုက်စစ်ဌာနချုပ်တို့ခုကိုလက်လွတ်ထားရတဲ့စစ်ကောင်စီကောင်းဆောင်တက်ရောက်တဲ့ပွဲတိုင်းလူလူမှာအမည်ပြောလဲရှိတဲ့စကားနှခုရှိပါတယ်ရေကောက်ပွဲကိုမဖြစ်မနေကျင်းပမည်ဖြစ်ကြောင်းနဲ့တိုင်ရင်သားတော်လှန်ရေးတပ်တွေနိုင်ငံရေးရလာရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်လက်နက်ကင်တိုင်ရင်သားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လက်နက်ကင်တလန်းစင်ကိုဆွလွတ်ပြီးနိုင်ငံရေးရလာရောက်ဆွေးနွေးနိုင်ဖို့အမည်လမ်းဖွှီးထားတယ်လို့တပ်မတော်နေခန္ဓာအဘာဝင်စစ်ကောင်စီရဲ့မိုက်ခွန်တိုင်းလိုလိုမှာကြားရပါတယ် အခုနှစ်မလ24ရက်ကနေ26ရက်အထိနေပြည်တော်မှာသွေးဆောင်ဆွေးနွေးမှုများမှနှိမ်ချမ်းသောနိုင်ငံတော်တစ်စီတို့ဆိုတဲ့ကောင်းစီနဲ့ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။သွေးဆွေးနွေးပွဲကိုစစ်ကောင်စီရဲ့မြို့သားစည်းလုံးညို့ရေးနဲ့နှိမ်ချမ်းရေးပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီ SPNC ကဥဆောင်ခဲ့ပြီးတနိုင်ငံလုံးပြစ်ခတ်ရစေးရေးသဘောယူစာချုပ်ပအိုမြို့သားလူမျိုးရေးခွဲချုပ် PNLO နာယကဦးခွန်အောက်ကရခိုင်ပြည်လူမျိုးရေးပါတီ AFP အုပ်ထစောမြရစာလင်းအလာဟုဒီမိုကရက်တစ်စီယုံအတီ EU ဒုတိယဥက္ကဋ္ဌကြားဖူးဒီမိုကရေစီကျိုးပြုတ်ကရင်တပ်မတော် DKPA ကစောကျော်တန်းသေး KNU KMLA ငင်းချိုင်းရေးကောင်စီမှဗဟိုလက်မှုဆောင်ကော်မတီဝင်စောမမောင်မွန်ပြည်သက်ပါတီ ASP ဗဟိုလက်မှုဆောင်ကော်မတီဝင်နိုင်အောင်မငေရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSF ဗဟိုလက်မှုဆောင်ကော်မတီဝင်ဆတ်ဆောင်ဟန်တို့တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ထိုဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်ကလက်ရှိမြန်မာနိုင်ငံရေးအခင်းကျင်းကိုနိုင်ငံရေးရမိသည့်နေရာတွေမှာမဆိုဆွေးနွေးဖို့အသိရှိတယ်လို့ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူတွေကဆိုပါတယ်။ထို့နောက်မြန်မာစစ်တပ်အနေနဲ့နိုင်ငံရေးဖိတ်ခေါ်ရမှာလက်နက်ဖြုတ်သိမ်းကနိုင်ငံရေးလာဆွေးနွေးကြပါဟုအထက်စီးဆန်ဆန်ဖိတ်ခေါ်မှုတွေကိုလည်းတိုင်းရင်းသားတော်လှန်ရေးတပ်တွေကမကြိုက်ကြပါဘူး။အခုဒါကြောင့်မလို့သူတို့ကလည်းနိုင်ငံရေးခပ်ပေါ့ရပေါ့ကျွန်တော်လက်ရှင်လုံမာတွေနောက်မှခုနလိုဒါရလောက်လောက်ဖို့အတွက်ကို နိုင်ငံတကာပြည်အားနဲ့ကျွန်တော်တို့ပြီးနေရတယ်ရှိပါတယ်ဆိုတော့ဒါမဲ့လက်ရှိနိုင်ငံကြီးခင်းချင်းကကျွန်တော်တို့2000တက်မတိုင်ခင်ကခင်းချင်းမျိုးမဟုတ်တော့ဘူးဆိုတော့တို့အနေနဲ့အာတုတ်တောက်ခုလိုတယ်လို့ကျွန်တော်ကအဲ့လိုပဲပြောချင်ပါတယ်เนาะမတော်ကခင်းချင်းနဲ့မတူဘူးဆိုတာအရင်2000မတိုင်ခင်ကခင်းချင်းတော့ကတို့ကလက်နက်ကိုင်ထဲမှာအင်အားအကြီးဆုံးပုံစံမျိုးနဲ့တို့ကအနေထားနဲ့အသက်ကြီးကနေကျွန်တော်တို့ကိုတန်လော့တွေခေါ်ခေါ်ပြီးမှတို့လူချင်းတဲ့ဟာတွေဆို အာခြားပြတယ်။နောက်ကျွန်တော်တို့ကိုသဘောတူညီချက်တွေလုပ်တယ်။အဓိကတော့လက်နက်ဖြုတ်သိမ်းရေးကိုသူတို့ကဥစားပေးမှတရားတော်တွေလုပ်ခဲ့တာလေ။ဆိုတော့ဒီနေ့2001နောက်ပိုင်းမှာကတော့သူတို့အဲ့ဒါလိုလုပ်နိုင်တဲ့ချင်းချင်းရှိတော့ဘူး။ကျွန်တော်တို့ကိုအာဘာလို့ချင်းလာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့တော့ဒီနေ့ချင်းချင်းကအဲ့ဒါလိုမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တာပါနော်။ စစ်ကောင်စီကနေပြည်တော်မှာညှိနှိုင်းရေးဆွေးနွေးမှုတွေလှောက်ဆောင်နေပေမဲ့ပါဝင်ဆွေးနွေးနေသူတွေမှာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေတဲ့အဖွဲ့တွေမပါဝင်ခဲ့ပါ။ဒါပြင်စစ်ကောင်စီမှာလည်း NCA အိမ်မက်ကိုဆက်မှတ်နေပြီးသူတို့နဲ့ဆက်ဆံနေတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေမှာလည်း NCA ဆိုတဲ့စကလုံးအားဆက်လက်ကင်ဆွဲထားပါတယ်။တစ်ဖက်မှာလည်းစစ်သက်အနာတိုင်းပြည်ချိန်မှာစတင်ပြီးကရင်မျိုးသားစည်းရုံး KNU ချင်းမျိုးသားတအူ CIS နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တအူ APSD အတို့က NCA ပြတ်သွားပြီဖြစ်ကြောင်းကြေညာချက်တွေအတိအသီးထောက်ပြန်ခဲ့ပါတယ်ပြီးတော့စစ်တပ်နဲ့တခုပြဲနဲ့ပြည်လေလို့ဒီပြဿနာတွေဟာဖြေရှင်းသွားနိုင်တဲ့အခြေအနေမဟုတ်တော့ဘူးလို့ကျွန်တော်ပထမဆုံးပြောချင်တယ်ဒီတော့ဒီပြောနေတဲ့အဲဒီငញ្ញန်ရေးခံပြဟာအဲကိုအဲဝုံဝိုင်းတဲ့ကိုလုံနေတဲ့အခြေခံတွေဟာတနည်းအားဖြင့်ပြောရရင်ချစ်တက်က အယောင်ပြကျွန်တော်တို့ခုနပြောသလိုပြောဆိုနေမှုတွေဖြစ်မယ်နောက်တစ်ခုကတော့ဒီစကလုံးလေးပေါ်မှာကျွန်တော်တို့တိုင်းပြည်ရဲ့အခြေခံပြည်သူလူထုပဲဖြစ်ဖြစ်အများစုကြီးကယုံကြည်မှုကပတ်ပြောက်သွားပြီလို့ကျွန်တော်အဲ့ဒီလိုမြင်တယ်အဲ့တော့တနည်းအားဖြင့်ပြောရရင်ဒီနေ့အဲစစ်တပ်ကဥဆောင်ပြီးတော့မှအာလုံမဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာဟာဒါတွေဟာကျွန်တော်တို့အားလုံးလက်ခံနိုင်ပွဲမရှိဘူးဒီနေ့ကျွန်တော်တို့ ဖြစ်နေတဲ့ပြဿနာတွေကိုဒဇူတစ်စီးနဲ့ဖြေရှင်းရမယ်ဆိုတာမှန်တယ်ဒါပေမဲ့ဒီစစ်တပ်ကနေပြီးဥဆောင်ပြီးတော့မှနိုင်ငံရေးအစီအစဉ်တွေချမယ်တူလိုချင်တဲ့နိုင်ငံရေးခေါင်းစဉ်တွေကိုပဲဆွေးနွေးဖြေရှာရတဲ့အခင်းချင်းမျိုးဒီဘလို့မှတိုင်းပြည်ကလနာကိုဖြေရှင်းနိုင်တဲ့အခြေအနေမဟုတ်ဘူးလို့ကျွန်တော်အဲ့လိုပဲ မြန်မာတွေတိုင်းရင်းသားတော်လှန်ရေးတပ်တွေကတော့မြန်မာစစ်တပ်အနေနဲ့နိုင်ငံရေးအထက်ကနေထွက်သွားဖို့အပြင်တိုင်းရင်းသားတို့ရဲ့တောင်းဆိုမှုတွေကိုကောင်းထည်ဖော်ပြီးမှဆွေးနွေးပွဲတွေရှိလာနိုင်မယ်လို့တောင်းပြန်ကြပါတယ်။ဒါအပြင်လက်ရှိအခင်းချင်းထားတဲ့နိုင်ငံရေးစပွဲပိုင်းကိုရောက်ဖို့ချိန်ဆနေသေးပြီးစစ်ကောင်စီရဲ့နိုင်ငံရေးရဆွေးနွေးဖြေရှာကြမယ်ဆိုတဲ့ဖိတ်ခေါ်မှုတွေပေါ်တိုင်းရင်းသားတော်လှန်ရေးတပ်တွေကလည်းယူရှုထားကြပါတယ်ခင်ဗျာ။